ီဇလန်းကတော့အခုတလော့အရန်ကူမှာနာမည်ကြီးနေတဲ့စကားကောင်းတစ်ပုဒ်ဆိုလည်းမမှားပါဘူးဇလန်းရဲ့အစမှာတော့ဒရာစာလို့ခေါ်တဲ့မျိုးသမီးကတော်ရင်တနေရာကနေလီဘော်ကဆင်းလာတဲ့မျိုးသားတဦးရဲ့နှစ်ဖူးတတဲကိုချိန်ပြီးဖြစ်ပြထားရတဲ့စားထားခဲ့ပါတယ်လီပိုင်းလို့ခေါ်တဲ့အဓိကစက်ကောင်ကလည်းအရာရှိမိန်းမကြီးတယောက်ကစစ်စင်ရေးတစ်ခုမှာတာဝန်ယူခိုင်းမှုအတွက်ချစ်ရတဲ့မိန်းမနဲ့အရေးပါတဲ့သူတွေရှိလားလို့မေးနေခဲ့ပါတယ်ဒါနဲ့လီပိုင်းကလည်းသူ့မှာနောက်ဆက်တင်းစရာဘာတစ်ခုမှမရှိဘူးဆိုပြီးပေးတဲ့အလုပ်ကိုလက်ခံခဲ့ပါတယ် ဒွါးစားကလည်းတင်းချိုင်းကုန်းထဲမှာပီယာနိုတီးနေတဲ့သူ့ဖေကိုသွားတွေ့ခဲ့ပြီးသူတစ်နှစ်လုံးကိုရောင်ဖျောက်နေရတော့မယ်အကြောင်းပြောတော့ခင်စာဖြစ်နေတဲ့သူ့ဖေကလည်းဖေဗူလာဗလန်တိုင်းနေ့ကျရင်ကိုကိုတတ်တည်တော့မှာမို့ဘယ်နေရာကိုပဲရောက်ရောက်ဖျောင်းနိုင်တဲ့ချောင်းထုံးပြီးနှုတ်ဆက်ပေးပါလို့ပြောခဲ့ပါတယ်။လီပိုင်ကတော့သူဘာမှမသိလိုက်ခင်မှာပဲယဟန်ရင်တစည်းပေါ်မှာရောက်နေခဲ့ပြီးလီရင်ပေါ်ကအမျိုးသမီးစီကိုဖုန်း၊နိုင်နဲ့ကတ်တွေပေးထားခဲ့ရပြီးယဟန်ရင်ပေါ်ကလည်းလေဒီနဲ့ဆင်းလို့လမ်းလျှောက်ခဲ့ပါတယ်။တနေရာရောက်မှာတော့သူနဲ့လူချင်းအစားထိုးမဲ့ JD ဆိုတဲ့ဘဲနဲ့တွေ့ပြီး ဒီနေရာမှာတစ်နှစ်ပတ်လုံးနေရမှာမို့ဒီနေရာရဲ့တာဝန်တွေကိုစာပြီးပြောပြခဲ့ပါတယ်။ဒီနေရာရဲ့အဓိကတာဝန်ကတော့ကြောက်ထဲကဘာမှမသိတဲ့အကောင်တွေကိုအပေါ်ကိုတက်မလာနိုင်အောင်တားရမှာဖြစ်ပြီးအဲ့အတွက်လက်နက်နဲ့ကြီးတွေလည်းအပြည့်စုံရှိသလိုတလားတခါရေဒီယိုစစ်ဖို့နဲ့ချိန်ထားတဲ့မိုင်းတွေနဲ့လမ်းတစ်လျှောက်ကိုကင်းစောင်းသလိုစစ်နေရမှာဖြစ်ပြီးကြောက်ရဲ့တစ်ဖက်ကလူနဲ့လည်းမဆက်သွယ်ရဘူးလို့ပဲဖြစ်ပါတယ်။ အဲ့နောက်ကြောက်ပတ်လယ်မှာကြောက်ကိုဂျိုဒူးတွေကနေမမြင်ရအောင်ဖုံးကွယ်တဲ့ဆက်တွေတတ်ထားပြီးဆက်ပြတ်သွားလို့လှုပ်ဝှက်ချက်ပေါ်သွားတာနဲ့ဒီနေရာတစ်ခုလုံးကိုအလိုလျောက်ပြက်စီးအောင်လှုပ်ထားကြောင်းပြောပြပါဗါတယ်။အဲ့ဒီနောက်ဂျေးစီလည်းနေရာကပြန်မှုအတွက်အချက်ပြစနစ်နဲ့ရဟန်းရင်ကိုလှမ်းခေါ်ပြီးအပေါ်ကချပြီးတဲ့ဂျိုးနဲ့တက်လာချိန်မှာတော့သူ့ရဲ့ကိုရီးချက်လက်ကိုမေးပြီးရဟန်းရင်ပေါ်ကလူကတနက်နဲ့ပြစ်တက်သွားခဲ့ပါဗါတယ်။ဒရာဆာရဲ့မွေးနေ့ညမှာတော့ဒရာဆာကတနက်တစ်ချက်ဖောက်လိုက်ပြီးလီပိုင်ကိုစတင်ဆက်သွယ်ခဲ့ပါဗါတယ်။ လီပိုင်းကတော့သူတို့အချင်းချင်းဆက်သွယ်ခွင့်မရှိဘူးလို့ပြောပေမဲ့ဒရာဇာကလည်းသူ့မွေးနေ့မို့သူကြိုက်တာလုပ်မယ်လို့ပြန်ပြောတာမို့လီပိုင်းလည်းသဘောတွေကျနေခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေစားနဲ့စကားပြောနေတော့မှာပဲကြောက်ထဲကနေဟော်လိုမန်လို့နာမည်ပေးထားတဲ့အကောင်ကြီးတွေတက်လာတာမို့ဟိုဘက်နဲ့ဒီဘက်တနက်ပြစ်တန်တွေဆူညံသွားပါတယ်ဟော်လိုမန်တွေတကောင်မိတကောင်ကြောက်ထဲကိုပြုတ်ကျသွားတဲ့အချိန်တကောင်ကချိတ်ထားတဲ့ဘုံတွေနဲ့ညီပြီးဘုံပေါက်ကွဲသွားတာမို့မိဘွားကဒရာဇာကိုလာဆင်ခဲ့ပြီးလဲကျသွားချိန်မှာတော့ဟော်လိုမန်တွေအများကြီးကလည်းတာဝါပေါ်ရောက်အောင်တက်နေကြပါဗျ တစ်ဖက်ကလီပိုင်းကလည်းမီးတနတ်နဲ့စတိုက်ပစ်နေကြတာမို့ဒရာဇာလည်းပြန်ထလာပြီးမီးတနတ်နဲ့နှစ်ဖက်ပစ်ကြရမှာဟော်လုမန်တွေလည်းတေးပြီးအောက်ကိုပြုတ်ကြသလိုဟော်လုမန်တကောင်ကလည်းအလိုလျောက်ဘုံပေါက်စနစ်ကြားဖြတ်ခဲ့တာမို့ဘုံတွေတောက်လျှောက်ပောက်ကွဲသွားခဲ့ပါတယ်။အဲဒီတော့မှဟော်လုမန်တွေလည်းငြိမ်ကြသွားပြီးဒရာဇာလည်းမီးလောင်တန်းရာကိုဈေးထဲလို့လီပိုင်းစီကိုတကယ့်ကိုအကောင်းဆုံးမွေးနေပဲလို့ရေးပြလိုက်တာကြောင့်လီပိုင်းလည်းရဲနေခဲ့ပါတယ်။အဲ့ဒီနောက်တော့သူတို့နှစ်ယောက်လည်းလားတွေအများကြီးကိုမှန်ဘလူးကနေတစ်ဆင့်ဆက်သွက်နေခဲ့ကြပြီးတန်ရောစင်နဲ့တစားစားတိုးခဲ့ကြပါဗျ ဖေဖော်ဝါရီလကိုရောက်တဲ့အချိန်မှာတော့ဒရာစာလည်းသူ့ဖေဆုံးလောက်ပြီဆိုတာကိုသိတာနဲ့ဖျောင်းနိုင်တဲ့တိုင်ထုံးပြီးလွှမ်းစွန်နေချိန်သူအရန်ပြင်းမှန်းနေတာမို့လီပိုင်ကိုအနားရှိစေချင်တယ်လို့စာရေးပြီးပြောပြလိုက်ပါတယ်။ဒီစကားလေးတစ်ခုအတွက်နဲ့လီပိုင်တယောက်ကြောက်ကိုဖြတ်ပြီးဒရာစာရှိတဲ့တစ်ဖက်တာဝါကိုရောက်အောင်သွားခဲ့ပါတယ်။ဒရာစာရဲ့တာဝါစီကိုရောက်တော့နှစ်ယောက်သားပြောရှင်နေခဲ့ကြပြီးစကားတွေအများကြီးလည်းပြောလို့တယောက်စိတ်ကိုတယောက်ပြောရင်းရင်ဖွက်ခဲ့ကြပါတယ်။ညရောက်တော့ဒရာစာကလီပိုင်ကိုဝမ်းနိုင်ရင်မလုပ်တတ်လဲလို့မိတော့လီပိုင်ကလည်းကြပြရေးတယ်လို့ပြောပြီးဒရာစာအတွက်သူရေးထားတဲ့ကြပြကောင်းစင်ကိုပြောပြခဲ့ပါတယ်။ နောက်တစ်နေ့မနက်တရောက်တော့လီဗိုင်တယောက်တဖက်တာဝါစီပြန်ရင်တာဝါစီတက်နေတဲ့ဟောလုမန်နေကြောင့်ပုံပေါက်သွားခဲ့ရပြီးကျိုးပြတ်ကျသွားတာကြောင့်လီဗိုင်လည်းကြောက်တဲ့ကိုပြုတ်ကျသွားခဲ့ပါတယ်။ဒရာဇာလည်းချက်ချင်းဆိုလိုသူယူစရာရှိရဲ့လက်နက်တွေယူပြီးလေဒီနဲ့အတူကြောက်တဲ့ကိုဆင်းလာခဲ့ပါတယ်။ကြောက်ရအောက်ကိုရောက်တော့ကြောက်ဆောင်မှာလေဒီကညှိသွားရတဲ့ဒရာဇာလည်းဖြတ်လိုက်ရကနေကျိုးအော်တိုတက်တဲ့ဆက်လည်းရေအောက်မှာကြာကြံခဲ့ပါတယ်။ တဖက်မှာလည်းလီပိုင်းကတစ်ပင်ရဲ့အမြင်တွေကြားမှာစောက်ထုံးညှိနေခဲ့ပြီးသူ့ကိုတိုက်ခိုက်ဖို့လာတဲ့အကောင်ကိုတွေ့တော့တနက်နက်ပြစ်လိုက်ပြီးညှိနေတဲ့အမြင်တွေကိုလည်းဖျက်လိုက်တဲ့အခါမှာတော့အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။လီပိုင်းလည်းအောက်ကျသွားလို့လွတ်ပြီးထင်နေခဲ့ပေမဲ့ပိုဆိုးသွားခဲ့တာကိုနောက်မှသိလိုက်ရပါတယ်။သူကျသွားတဲ့နေရာကသူ့တစ်ခုလုံးကိုလုံမရအောင်ဆေးတွေနဲ့ကတ်ထားခဲ့ပြီးမြေကြီးထဲကနေလက်တွေများကြီးထွက်လာလို့တဖြည်းဖြည်းနဲ့လီပိုင်းကိုဆွဲသွင်းဖို့လုပ်နေခဲ့ပါတယ်။ ဲ့ချိန်မှာပဲဒရာစာရောက်လာပြီးမြေကြီးတဲ့ကလက်တွေကိုတနက်နဲ့ပြစ်လိုက်တော့လက်တွေလည်းပြန်ဝင်သွားခဲ့ပြီးဓာတ်နဲ့ကတ်နေတဲ့အစည်းတွေကိုလည်းဖျက်ပစ်လိုက်ပါတယ်။ဒီပိုင်းကတော့သူ့ကိုလာခဲ့သားပဲလို့ပြောတော့ဒရာစာကလည်းနင်းဆိုရင်ရောအဲ့လိုပဲလုံးမမလားလို့ပြောပြီးနှစ်ယောက်သားကေဘယ်ကျိုးချပြီးအော်တိုတက်ဆက်နဲ့အပေါ်ကိုပြန်တက်ဖို့ဆက်ထွက်လာခဲ့ပါတယ်။မိခိုးဝါရောင်တွေကတော့ကျောင်းရဲ့နေရာအနှံ့မှာရှိနေခဲ့ပြီးအိုက်ထဲကနေရုတ်တရက်ဆိုသူမြင်းစည်းထားတဲ့ဟော်လိုမန်အကောင်တွေအများကြီးပေါ်လာပြီးလီပိုင်းနဲ့ဒရာစာတို့နှစ်ယောက်ကိုတိုက်ခိုက်ကြပါတယ်။ နှစ်ယောက်လုံးနဲ့အလင်းမီနေတုန်းခဏတော့ခံလိုက်ရပေမဲ့တနပ်ပြစ်တာမှာကျွမ်းကျင်တာမျိုးမြင်းစစ်တီတွေလည်းတည်ကုန်ကြပါတယ်။အဲဒီချိန်မှာပဲဒွါဇာကအော်တိုတက်ဆက်ပြောက်သွားတာကိုသိသွားတော့ဒီမှာပိတ်မိနေပြီလို့ပြောလိုက်ပါတယ်။နှစ်ယောက်သားဆက်လျှောက်ရာကနေအပြက်စီးတွေအများကြီးကြားကအယိုးချောက်ဖြစ်ပြီးတည်နေတဲ့လူတွေကိုတွေ့ရပြီးဖျားချောင်းပြက်ကြီးတစ်ခုလည်းဝင်လာခဲ့ကြပါတယ်။သူတို့ဘေးပပတ်လေကိုတနက်နဲ့အတင်းနေထားဖြစ်အောင်ချိန်ကြီးနေတော့မှပဲအပေါ်ကနေပင်းခုတကောင်ခုံစင်းလာပြီးဒွါစာကိုဥအောင်တိုက်ခိုက်လိုက်ပါတယ် အဲ့ဒီနောက်တော့ပင့်ကူတွေအများကြီးနေရာတိုင်းကထွက်လာပြီးသူတို့နှစ်ယောက်ကိုအမဲဖြတ်ဖို့ကြိုးစားကြပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်သာတန်းတန်းနဲ့အကုန်လုံးကိုပြစ်တက်နေတော့မှပဲဖះเจ้าတကားပွင့်သွားပြီးဟောလိုမန်တွေအများကြီးចောင်းထဲကိုဝင်လာပြန်ပါတယ်။အဲ့နောက်တော့ဖះเจ้าနဲ့မှာတန်းတန်းပြစ်တက်တွေဆူညံသွားခဲ့ပြီးဒွါးစားကလည်းဘုံနဲ့မီးတွေထွက်အောင်ပြစ်လိုက်တာမို့တကားလည်းပွင့်သွားခဲ့သလိုနှစ်ယောက်သားလည်းအဲ့နေရာကနေအမြန်ထွက်ပြေးလာခဲ့ပါတယ်။ပြေးရင်းနဲ့နောက်ထပ်အဆောက်အဦးတစ်ခုတည်းကိုဝင်လာခဲ့ကြပြီးအဆောက်အဦးထဲမှာတော့သူတေသနာလုပ်တဲ့ပစ္စည်းတွေအများကြီးနဲ့ထုံးတမ်းတိုင်းလူသေးတွေကိုတွေ့လိုက်ရပါတယ်။ အဲဒီအချိန်မှာဒရာဇာကမီးစက်နိုးရင်ဖလင်နဲ့ပိတ်ကားတစ်ခုကိုကြည့်လိုက်တော့သူတည်တနာပညာရှင်တယောက်ကဒီနေရာနဲ့ပတ်သက်တဲ့သူ့အတွေ့အကြုံတွေကိုပြောပြနေခဲ့ပါတယ်။ဇီဝဓာတုတွေရဲ့ညဉ့်ညမ်းတဲ့ပစ္စည်းတွေနဲ့ဇီဝသက်ရှိတွေရဲ့ DNA တွေပေါင်းစပ်ပြီးဒီကြောက်ထဲမှာထူးဆန်းတဲ့ຢာတွေဖြစ်ပေါ်လာခဲ့ပြီးအဲဒီကနေကူးစက်ခံရပြီဆိုရင်၅ရက်နေတာနဲ့သတွေစာပြောင်းမယ်ဆိုပြီးပြောပြနေခဲ့ပါတယ်။အဲနောက်တော့သူတို့တွေအစာအုပ်ထဲကနောက်ထပ်အခန်းတစ်ခုကိုတွေ့သွားခဲ့ပြီးအဲ့နေရာမှာတော့2000ခုနှစ်နောက်ပိုင်းကွန်ပျူတာတစ်လုံးကိုတွေ့ခဲ့ရပါတယ် ဒါနဲ့ဒီပိုင်းလဲအိုက်ကွန်တာကိုဖွင့်ကြည့်လိုက်တော့ဒီဖွဲ့စည်းကစူပါစစ်သားတွေကိုစုဆောင်းနေတာဖြစ်ပြီးဒီအကြောင်းကိုလှုပ်ဝက်ထားတာပဲလို့ပြောတော့ဒါဘာသာကလည်းဒါဆိုဒီနေရာကစစ်သားတွေနဲ့သူတေသနာပညာရှင်ကိုအစမ်းသက်ခံကြွအနေနဲ့ထားတဲ့နေရာပေါ်လို့ပြန်ပြောလိုက်ပါတယ်။ဒီပိုင်းကတော့သူတို့ဒီကမထွက်နိုင်လို့ဒါကအဆုံးသက်ဖြစ်ခဲ့ရင်နော်ဒါဆာနဲ့တွဲခွင့်ရလိုက်လို့တန်ပါတယ်လို့ပြောပါတယ်။ အဲ့ဒီနောက်တော့သူတို့တွေအစာအုပ်တွေကပြန်ထွက်လာခဲ့ကြပြီးအဲ့ဒီအချိန်မှာပဲဒရာဆာရဲ့ခြေတော်ကိုကျိုးနဲ့ချီပြီးမြင်းစစ်သည်ဟောလိုမန်တယောက်ကတရွတ်တိုက်ဆွဲခေါ်သွားခဲ့တာကြောင့်ဒရာဆာလည်းလွတ်အောင်ဓာတ်တွေနဲ့ဖြတ်တောက်နေပေမဲ့လမ်းမှာတစ်ပင်တွေနဲ့တစ်ကိုင်းတွေရိုက်မိပြီးသတိမေ့သွားခဲ့ပါတယ်။ဒရာဆာသတိပြန်ရလာတဲ့အခါမှာတော့သူ့လက်နှစ်ဖက်ကိုကျိုးတုပ်လို့ထုတ်တမ်းမှခြိထားခဲ့ပြီးသူ့ရဲ့ခြေမှာဟောလိုမန်တကောင်ကရှိနေခဲ့ပါတယ်။ဒရာဆာလည်းအောက်ကိုပြုတ်ကြအောင်အတင်းယုံနေခဲ့ပြီးပြုတ်ကြလာတဲ့အခါမှာတော့ဟောလိုမန်စီပြေးဝင်တိုက်ခိုက်ပါတယ်။ နှစ်ယောက်သားလဲကျသွားချိန်မှာတော့ခြုံတဲ့ယာတစ်ခုကိုဒရာဆာကတွေ့သွားခဲ့ပြီးဟောလိုမန်ကိုအဲ့ဒီယာနဲ့ထိုးလိုက်ပါတယ်။ဒါပေမဲ့ဟောလိုမန်ကမသေးပဲဒရာဆာကိုလဲပစ်ညစ်ပြီးကင်ပေါက်လိုက်ပါတယ်။ဒရာဆာလည်းလွတ်ထွက်သွားပြီးဟောလိုမန်အနားရောက်လာတဲ့အခါမှာတော့ဟောလိုမန်ရဲ့ခြေထောက်ကိုထိုးဆိုင်လိုက်ပြီးခန္ဓာကိုယ်ကိုခုတ်ပစ်လိုက်ပါတယ်။အဲ့နောက်သူ့ရဲ့လက်ကကျိုးတွေကိုဖိလိုက်ပြီးဟောလိုမန်ကိုလှမ်းပစ်ပေါက်လိုက်ပါတယ်။ဒါပေမဲ့လည်းဟောလိုမန်ကတော့ပန်းလေးနဲ့ပေါက်သူဘာမှမဖြစ်သွားပဲပစ္စည်းကိုပြတ်ဆွဲနှုတ်လိုက်ပြီးဓာတ်နဲ့ဒရာဆာကိုခုတ်ဖို့ရှေ့တိုးလာခဲ့ပါတယ်။ ဒရာဇာလက်လက်နက်မရှိလို့ရှောင်မဲရှောင်နေရတဲ့အချိန်မီးတုပ်တစ်ချောင်းကိုတွေ့တာနဲ့ကောက်ကင်လိုက်ပြီးမီးတုပ်နဲ့ဟော်လိုမန်ရဲ့မျက်နှာတတဲကိုထိုးချလိုက်ပါတယ်။ဟော်လိုမန်လည်းမီးလောင်နေတာနဲ့စိတ်တူပြီးဒရာဇာကိုပြန်တိုက်ခိုက်မဲ့အချိန်မှာလီပိုင်ရောက်လာပြီးတနက်နက်ပစ်လိုက်လို့ကိစ္စတုံးသွားပါတယ်။လီပိုင်လည်းဟော်လိုမန်ရဲ့ဝတ်စုံကိုကြည့်တော့အနောက်ဘက်တာဝါကိုစောင့်ကြည့်ရတဲ့ပထမဆုံးစစ်သားဖြစ်နေပြီးအဲဒီကောင်ရဲ့နာမည်တွေကိုဟော်လိုမန်လို့သူကစပေးခဲ့တာလို့ဒရာဇာကိုပြောပြနေခဲ့ပါတယ်။ ရွာသားကတော့သူတို့ဘက်မှလဲလို့မေးပြီးရှေ့ကို၁၆နေတုန်းမှာပဲအကောင်ပေါက်တော့မဲ့ဆဲဆဲဟော်လိုမန်တွေအများကြီးကိုတွေးလိုက်ရပြီးသူတို့ကတော့ဒီနေရာကနေ၁၆လာခဲ့ပါတယ်။ဘေးနှစ်ဖက်လုံးမှာတော့ဟော်လိုမန်တွေကလှုပ်ရှားနေကြပြီးတစ်ချက်လောက်ထိမိရင်ကိုထပြီးအကောင်ပေါက်တော့မဲ့အနေထားမှာရှိနေကြပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်လည်းမထိမိအောင်သတိထားရှောင်နေရပြီးမတော်တဆဒရာဇာကထိမိသွားချိန်မှာတော့ဟော်လိုမန်တွေအများကြီးကသူတို့ကို WiFi ဖြတ်တာမှုအရှိကနေသွားနေတဲ့လီပိုင်းလဲသူတို့ရဲ့အမြင်တွေကိုဒါနဲ့ခုတ်လို့ဒရာဇာကိုခေါ်ပြီးအဲ့ဒီနေရာကနေအမြန်ထွက်ပြေးရပါတယ်။ ဒါပေမဲ့လီပိုင်းရဲ့ခြေထောက်ကိုလှမ်းဆွဲလိုက်တာနဲ့လီပိုင်းလည်းလဲကျသွားပြီးဒရာစာကလီပိုင်းခြေထောက်ကအပြင်ကိုဓာတ်နဲ့ဖြတ်လို့မိသနက်နဲ့ဘုံကျဲပစ်ပြီးအဲ့ညာကနေထွက်ပြေးကြရပါတယ်။ဒီလိုနဲ့အပေါ်ကိုဆက်တက်လာတော့တင်ကားတစ်စီးကိုတွေ့တာနဲ့ကားနဲ့ကြောက်ကိုတက်မယ်ဆိုပြီးဒရာစာကတင်ကားကိုမောင်းလို့လီပိုင်းကတနက်တလက်နဲ့ကားနောက်ကနေလိုက်လာပါတယ်။ကေဘယ်ကျိုးပြတ်တဲ့နေရာရောက်မှာတော့ကားကိုရက်လိုက်ပြီးဟောလိုမန်တွေအများကြီးကလည်းနောက်ကလိုက်လာတာနဲ့ဒရာစာလည်းတနက်နဲ့ရှင်းပြနေရပြီးဒီပိုင်းကတော့ကားနဲ့ကျိုးကိုချိန်ပြီးအပေါ်ကိုတက်လို့ရအောင်လုပ်နေခဲ့ပါတယ် အဲနောက်သူတို့နှစ်ယောက်ကားနဲ့ကြောက်ပေါ်ကိုတဖြည်းဖြည်းတက်နေတော့ဟောလိုမန်တွေကလည်းအနောက်ကနေကေဘယ်ကျိုးကိုဆွဲပြီးလိုက်တက်လာတာကြောင့်လီပိုင်တို့လည်းတနက်နဲ့ပြန်ပစ်နေရပါတယ်။လိုက်လာတဲ့အကောင်တွေရမ်းများတာကြောင့်ကားတွေကဓာတ်စီကိုဖောက်ခွင်းလိုက်ပြီးမီးဘုံကိုဖွင့်လို့အောက်ကိုပစ်ချလိုက်ရကနေဟောလိုမန်တွေအများကြီးမီးလောင်ပြီးအောက်ကိုပြုတ်ကြကုန်လို့ကားလည်းပျက်စီးသွားပါတယ်။အဲနောက်အပေါ်ရောက်ခံနေပြီမလို့ပျက်စီးသွားတဲ့ကားနဲ့အတူကျိုးကိုဖျက်ချလိုက်ပြီးသူတို့အပေါ်ကိုတက်လာခဲ့ပါတယ်။ ရာဇာရဲ့တာဝါစီကိုနှစ်ယောက်လုံးပြန်ရောက်လာကြပြီးဒရာဇာကဘာလို့ဒီလုပ်ကိုရွေးချယ်ခဲ့တာလဲမေးတော့လီပိုင်ကသူ့မှာနောက်ဆက်တင်းစရာမရှိတာကြောင့်လို့ပြောပြီးအခုတော့အဲ့လိုမဟုတ်ပဲဒရာဇာကိုတွေ့ရတဲ့နေ့ကစပြီးသူ့မှာတက်ရှင်ရမယ်အကြောင်းပြချက်ရှိလာပြီလို့ပြောခဲ့ပါတယ်။အဲ့နောက်တော့အဖွဲ့အစည်းကလူတွေနောက်ထပ်စစ်သားတွေကိုထတ်ခေါ်ပြီးအသက်ဆုံးခိုင်းမှာဆိုလို့သူတို့ဒီချောက်ကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်မယ်လို့လီပိုင်ကပြောပါတယ်။ ီလိုနဲ့လီပိုင်းလည်းသူ့ရဲ့တပတ်တာဝါစီကိုရောက်သွားခဲ့ပြီးရေဒီယိုစစ်ပြီးသတင်းမှုချိန်မှာတော့သူ့ကိုဒီနေရာမှာတာဝန်ပေးခဲ့တဲ့အမျိုးသမီးကကြောက်ထဲကိုဝင်ခဲ့လားလို့မေးပြီးရှေ့ဘက်တာဝါစီကလူစီမှာတတိထားမိတာရှိလားလို့မေးခဲ့ပေမဲ့လည်းလီပိုင်းကတော့နှစ်ခုလုံးကိုညင်းမဲ့ညင်းခဲ့ပါတယ်။ဌာနအမျိုးသမီးကလည်းကြောက်ထဲကကွန်ပျူတာစနစ်ပွင့်သွားတာမို့လီပိုင်းမှောက်ရင်အဲဒီရှေ့ဘက်ကလူပဲလို့ဆိုပြီးအဲဒီရှေ့ကလူကိုအမြန်ဆုံးရှင်းပြရမယ်လို့ပြောလိုက်ပါတယ်။ ိုင်းနောက်တော့ဖုံးပြောတာလည်းပြီးသွားခဲ့ပြီအမျိုးသမီးရဲ့ရှေ့ကကွန်ပျူတာမှာတော့ကြောက်သေးကိုဝင်ခဲ့တဲ့လီပိုင်းနဲ့ဒရာဇာတို့နှစ်ယောက်ရဲ့ပုံကပေါ်နေခဲ့တာနဲ့အမျိုးသမီးလည်းလှုပ်ဝှက်ချက်ပေါ်သွားတာကိုသိပြီးဖုံးကနေတဆင့်အဖွဲသားတွေစုထားဖို့နဲ့သူတို့တာဝါစီကိုမနှက်ပြတ်သွားမှာမို့လီပိုင်းကိုသူကိုယ်တိုင်ရှင်းပြမယ်လို့ပြောပါတယ်မနှက်ရောက်တော့လီပိုင်းနဲ့ဒရာဇာတို့နှစ်ယောက်ထုံးစံအတိုင်းမှန်မလူးနဲ့ဆက်သွယ်လုံးနေတော့မှပဲရဟန်းရင်တစီပြန်လာတာကိုတွေ့တော့နှစ်ယောက်သားအသေးအံပြေးကြပါတယ် အရာရှိအမျိုးသမီးကတော့လီပိုင်နေခဲ့တဲ့တာဝါထဲကိုရောက်လာခဲ့ပြီးလီပိုင်ကိုလည်းမတွေ့သလိုတစ်ဖက်တာဝါကဒွါစာကိုလည်းမတွေ့ရဘူးလို့သတင်းပို့လာတာနဲ့ဒုံးတွေကိုလှုပ်ပြီးရှာခိုင်းခဲ့ပါတယ်။ဒုံးတွေကလည်းလီပိုင်တို့သွားတဲ့နောက်ကိုတောက်လျှောက်လိုက်လာနေကြပြီးဒုံးတွေကနေတနတ်တွေနဲ့လည်းတောက်လျှောက်ပြစ်နေတာမို့လီပိုင်တို့လည်းအနောက်ကနေလိုက်နေတဲ့ဒုံးတွေကိုရှင်းပစ်ပြီးဆက်ပြေးကြရပါတယ်။ဒီလိုနဲ့သူတို့တတ်မှတ်ထားတဲ့နေရာရောက်မှာတော့နှစ်ယောက်သားရက်လိုက်ကြပြီးတနတ်ကိုနေရာတစ်ခုစီချိန်ထားလိုက်ကြပါတယ်။ အဲနောက်တော့ဂျောက်ကိုဖုံးကွက်နေတဲ့ဖုံးကွက်ဆက်တစ်ခုကိုတနက်နဲ့စပစ်လိုက်ရကနေဘေးမှာရှိတဲ့ဖုံးကွက်ဆက်တွေကလည်းတောက်လျှောက်ပောက်ကွဲထွက်သွားပြီးလီပိုင်းတို့နှစ်ယောက်လည်းလွတ်ရာကိုပြေးကြရပါတယ်။တာဝါမှာရှိနေတဲ့အရာရှိမကြီးကလည်းပောက်ကွဲတဲ့နေကြတော့အပြင်ကိုထွက်လာတဲ့အချိန်ဂျောက်ထဲကနေဒုံးကြီးတာဝါကြီးတစ်ခုပေါ်လာပြီးဒုံးကြီးပောက်ကွဲမဲ့အချက်ပြစနစ်ကိုလည်းပြနေတာမို့အရာရှိကြီးလည်းသူ့ရဲ့အဖွဲ့သားတွေနဲ့အတူရဟတ်ရင်စီကိုဝရုံးတုံးကပြေးရပါတော့တယ်။ ဒါပေမဲ့လည်းကြောက်ထဲမှာရှိတဲ့ဒုံကြီးတာဘာကနေဒုံကြီးကြီးကထွက်သွားပြီမို့ကြောက်ရဲ့ပက်ပက်လေကိုပောက်ကွဲသွားခဲ့ပြီးအရာရှိကြီးရဲ့ရင်လည်းပောက်ကွဲတဲ့ထဲပါသွားပါတယ်။တစ်ဖက်မှာလည်းလီပိုင်းကပောက်ကွဲတဲ့မိသားတွေစီကလွတ်အောင်ပြေးရကနေကြောက်ကမ်းပါပေါ်ကနေအချိန်မထိနိုင်ပဲရေအောက်ထဲကိုပြုတ်ကျသွားပါတယ်။ဒွါစာကတော့ကူတကူထဲရောက်နေပြီးသူ့အသွင်းအိတ်ထောင်ထဲကနေလီပိုင်းချထားခဲ့တဲ့ကပြတပုတ်ကိုတွေ့ပြီးငါးရက်တိတိကူကနေသနွေပြောင်းမပြောင်းကိုစောင့်ကြည့်ရင်လီပိုင်းကိုစောင့်နေခဲ့ပါတယ်။ မိပိုင်းပေါ်မလာတာသိကြပြီဆိုမှစာအိတ်ပေါ်မှာရေးထားတဲ့အတိုင်းနေထွက်တဲ့အချိန်မှာအเจ้าဆောင်တွေစီထွက်လာပြီးမိပိုင်းရဲ့ကပြာကိုဖတ်ခဲ့ပါတယ်။ဒီလိုနဲ့တလားကြပြီးအေဘယ်လာကိုရောက်တော့ဒွါစာကကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ထားခဲ့ပြီးအဲ့တဲ့တွေနဲ့အလုံးရှုံနေတော့တခြားဝိုင်းတစ်ခုမှထိုင်ပြီးစာရွက်နဲ့မုံ့မှနေတဲ့မိပိုင်းကိုတွေ့လို့ဇလန်းလေးလဲပြီးသွားခဲ့ပါတယ်။